ကမ္မထအလောက်ခွင့်ဝင်ပုံလေးဖျက်ခေါ်ထားတယ်။ဆင်းရဲတဏှာဆိုချင်းကပါကျောဆိုဖြစ်စေတပင်းတပင်းအောက်ဆိုဖြစ်စေဆင်းရဲနဲ့တောင်းကြောင်းတောင်းကြောင်းတောင်းကြောင်းတခုခုတော့ပဲတခုခုကိုပဲဖြစ်စေချင်းကပါချင်းကပြီးတဲ့အချိန်ခါမှာဘာလုပ်ရမလဲမိမိတတိပလင်ကအဘုဇိတဝါအထက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကိုဖြောင်းပြောင်းထားပြီးတော့တမလင်ငွေထိုင်ပါထိုင်တဲ့အရိယာဘုကအာနာပါနအတွက်အကောင်းဆုံးအရိယာဘုဖြစ်လို့ပဲနော် ကဲဒီကကြီးတွေလည်းထိုင်ရပြီးတော့နော်ဘုန်းကြီးထိုင်ရင်လည်းတရားအလုတ်ပေးလေးပြလေးဟောပေးမယ်အထက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကိုဖြောင်းမြောင်လေးထားလိုက်နော်တမင်းကြီးကိုထိုင်ပါအထက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကိုခပ်ဖြောင်းမြောင်ထားဖြောင်းမြောင်ထားပြီးတော့ဝင်လေထွက်လေဖြင်းမှုထင်ရှားတဲ့နေရာမှာစိတ်ကလေးစိုက်လိုက်နာဒီပြထင်ရှားရင်နာဒီပြမှာစိတ်စိုက်ပါအထက်နှုတ်ခမ်းမှာဝင်လေထွက်လေဖြင်းမှုကထင်ရှားရင်အထက်နှုတ်ခမ်းမှာစိတ်ကလေးစိုက်ထား အကြွေနာတိပြမှာနှစ်ပေါက်ရှိတယ်။ဘိုးပြီးထင်ရှားတယ်လို့ယူဆရတဲ့တစ်ပေါက်မှစိတ်ကပ်လို့ရပါတယ်။နှစ်ပေါက်သလုံးမှာကပ်ရင်လည်းမရဘူးတော့မဟုတ်ဘူးအာယုံနဲ့နဲ့ပြတ်တတ်တယ်။အဲဒါကြောင့်ဘိုးပြီးထိမှုထင်ရှားတဲ့တဏှာမှာစိတ်ကလေးဆိုင်အထက်နှုတ်ခမ်းဖြစ်စေနာတိပြတစ်ဖက်ဖက်ဖြစ်စေစိတ်ဆိုင်ထားပါ။ဆက်ပြီးတော့အဲ့ဒီမှာဝင်ဝင်လေထွက်ရင်ထွက်လေဒီလိုပဲရှိနေပါ။ မမဖက်မနေနိုင်ဘူးဆိုရင်တော့ဒီအဆင့်မှာဝင်လေထွက်လေလို့မှတ်ပါမမဖက်နေနိုင်တယ်ဆိုလို့ရှိရင်တော့မမှတ်ပါနဲ့စိုက်တာကြည့်နေပါပရမဇန်အထိတော့မှတ်ခွင့်ရှိပါတယ်တော်တော့ပရမဇန်ကိုကြော်သွားပြီဆိုလို့ရှိရင်တော့ဒီဘုတ်ကိုမှတ်နေမယ်ဆိုရင်ဆန်းကပြန်ပြန်ပြီးရှော့ကြတတ်တယ်အဲဒါကြောင့်ဝင်ရင်ဝင်လေထွက်ရင်ထွက်လေဒီလောက်ပဲရှုနေပါမမဖက်မနေနိုင်ရင်လည်းဝင်လေထွက်လေဒီလောက်ပဲမှတ်ပါအဲဒီလိုမှတ်နေရတဲ့စိတ်က မွေလေးထွက်လေအာယုံအပေါ်မှာမြင်ဝဲစွာကပ်ပြီးကြီးနေအောင်ကြိုးစားပါဒါကိုမြတ်စွာဘုရားကတောတတော်ဝအတ္တတတိတတော်ဝပတ္တတတိဘာတို့ယောဂီပုဂ္ဂိုလ်တိတတော်ဝတတိရှိသည်ဖြစ်လေသလင်းအတ္တတတိဝိလေကိုဖြစ်စေ၏တတော်ဝတတိရှိသည်ဖြစ်ဝေသလင်းပတ္တတတိထွက်လေကိုဖြစ်စေ၏ဒီလိုဟောထားတယ်တတိမြေဘုံကိုမြတ်စွာဘုရားဝိလေမှာ16မျိုးထွက်လေမှာ16မျိုးဟောထားပါတယ် အဲဒါဝိညာဉ်ထွက်လီမှာ16မျိုးစီဟောထားတဲ့အတွက်ဒီနေ့ယောဂီပုဂ္ဂိုလ်များကိုဘုန်းကြီးကအဲဒီ16မျိုးတည်းကပထမအဆင့်ဖြစ်တဲ့၄မျိုးကိုဟောဖို့ရည်ရွယ်ထားပါတယ်သို့တော့၄မျိုးလုံးဟောဖို့အချိန်မရဘူးနော်အချိန်ရတဲ့အတွက်အဲဒီ၄မျိုးကိုမသွားမီလေးမှာပြည့်ရမယ်ကျင့်ဝတ်ပฏิပါကလေးတတိမြဲအောင်ကျင့်ပုံလေးပဲဒီနေ့ဟောလို့ရမယ်အဲဒီဝိညာဉ်ထွက်လီဖြစ်တဲ့နေရာလေးမှာစိတ်ကလို့ဝိဉ္ဝင်လေထွက်ရင်ထွက်လေလို့ဒီလိုရှုပ်နေလို့စိတ်ကမမြဲဘူးစိတ်ကထွက်နေသေးတယ်ဆိုရင်တော့ အထကရဆရာတော်များကရေတွက်တဲ့နီးလေးကိုအသုံးပြုပါဆိုပြီးဒီလိုညွှန်ကြားထားတယ်။ရေတွက်တဲ့နီးဆိုတာကဝင်လေထွက်လေနှစ်ခုပေါင်းကို၁ဝင်လေထွက်လေ၂ဝင်လေထွက်လေ၃ဝင်လေထွက်လေ၄ဝင်လေထွက်လေ၅ဝင်လေထွက်လေ၆ဝင်လေထွက်လေ၇ဝင်လေထွက်လေ၈တော်ပြီ။မဂ္ဂင်၈ပါးကျင့်ဝတ်တရားတွေကိုပူဇော်သောအခြင်းတိတ်ကံရှင်အဖြစ်ရေတွက် ခန္ဓာကိုယ်ဘက်ကိုပူဇော်တဲ့အနည်းနဲ့တိတ်ကကိုယ်အထိရည်တွက်လည်းရတယ်။ဘုရောအဆေဘညာနောအဆေဘကိုပူဇော်တဲ့အနည်းနဲ့တိတ်က၁၀အထိလည်းရည်တွက်လို့ရပါတယ်နော်။ဒါကတော့ထိတ်ဆိုင်တယ်လို့ပါ။သို့တော့ငါးတဲ့မနေစင်းတဲ့၁၀တဲ့မပူပါစင်းနဲ့ဒီသတ်မှတ်ချက်ရှိတယ်။အဲဒီသတ်မှတ်ချက်အတိုင်းတိတ်ကနေ၈အထိရည်တွက်နေပါ။ရည်တွက်ခြင်းကဏ္ဍနည်းရဲ့အစွမ်းအဖြစ်စိတ်ကလေးဒီဖြည်းဖြည်းနှိမ့်တတ်သွားပါလိမ့်မယ်။ အဲဒီလိုညင်သက်လာပြီဆိုရင်တော့အဲဒီဝင်လေထွက်လေအာယုံပေါ်မှာညင်သက်တဲ့နေကိုလွတ်နိုင်တယ်ဘလောက်ညင်သက်မှလွတ်ရမလဲလို့မေးရင်အနည်းဆုံးတော့နိုင်ဝက်ညင်သက်ပါစေညင်တဲ့စွန့်နေရင်တော့တဏှာကြီးလောက်ညင်သက်ပါစေတဏှာကြီးလောက်ညင်သက်မှရေတွက်တဲ့နေကိုလွတ်ပြီးတော့ဝင်လေထွက်လေဒီလိုရှိရမှာဖြစ်ပါတယ်အဲဒီတော့တဏှာကြီးလောက်မညင်သေးပဲနဲ့သို့မဟုတ်နိုင်ဝက်လောက်တောင်မှမညင်သေးပဲနဲ့ ရေတက်တဲ့နီးကိုလွတ်ပြီးတော့ဝင်လေထွက်လေလို့ရှုလိုက်ရင်တချို့လဲစိတ်ပြတ်လွင့်သွားတတ်တယ်။တချို့လဲပိုးပြီးတော့ငြိမ်လာတတ်ပါတယ်။ဒါကြောင့်ဝင်လေထွက်နေလို့ရှုရတာကပိုးပြီးငြိမ်သက်တယ်လို့ယူဆရင်မရေတော့ဖက်နဲ့ရှုနေရှုနေပါ။ဝင်လေထွက်လေလို့ရှုရတာကမငြိမ်သက်ဖက်နဲ့စိတ်ကပိုးပြီးတော့ပြတ်လွင့်နေတယ်ဆိုရင်တော့ရေတွက်ပြီပါနော်။ဒီကနေရှေ့ထိတာရေတွက်နေပါ။အဲဒီလိုရေတွက်တဲ့အပိုင်းမှာလဲခဏခောက်ရပြီဆိုတာမရေတွက်နဲ့ ဒီကနေ့ရှိသည့်ငါစိတ်ပင်မမထွက်စီရလို့စိတ်ကလေးခပြင်းပြင်းထားပြီးတာရည်တွက်နေခတင်းတင်းထားပြီးတာရည်တွက်နေပါနောက်တကလည်းဒီကရှိသည့်ငါစိတ်ပင်မမထွက်စီရဒီလိုသာရည်တွက်နေတော့အဲဒီလိုရည်တွက်ပါများလာပြီဆိုလို့ရှိရင်တော့ရည်တွက်ခြင်းကဏနာနည်းရဲ့စွမ်းအင်ကြောင့်စိတ်တည်ငြိမ့်တဲ့ငြိမ့်လာပါလိမ့်မယ်အဲဒီလိုငြိမ့်လာပြီဆိုရင်တဏှာကြီးနှစ်နာရီလောက်ငြိမ့်တဲ့အခ í ဆက်လက်ပြီးတော့ပဲလေ့ကျင့်ပါလို့ဒီနေ့တိုင်တောင်းပါတယ်နော် ဒီနေ့အလုပ်ပေးတရားကိုဒီလောက်နဲ့ပဲခွန်ကြီးရန်တက်လိုက်ပါရယ်ကဲဆက်တန်ထိုင်ကြပါဟမ်ဆက်တန်ထိုင်ကြပြီအာနဘနကမ္မထံကိုပဲဆက်ပြီးဟောကြအနံကြကြရအောင်အာနဘနကမ္မထံကိုဟောလာတာဒီနေ့၃ချိန်မြောက်ဖြစ်ပါတယ် စိတ်ဓာတ်ရဲ့ဇွင်ရည်မြင်မထက်တန်လာရဲ့အတွက်စွမ်းအင်ကြီးမလာရဲ့အတွက်စွမ်းအားရပြီးဝလာရဲ့အတွက်ရှင်စွာသမာဓိတကုတ်ကိုထူထောင်ရပါတယ်ထိုသမာဓိထူထောင်တဲ့အပိုင်းမှာကမ္မထံ40ရှိသည့်အနက်ကအာနာပါနကမ္မထံဖြစ်သမာဓိထူထောင်ဖို့အပိုင်းကိုဟောပြနေပါတယ်မနေ့တုန်းက အနာဘာနာတရမောဘိုင်းကိုဟောလိုက်တဲ့အပိုင်းမှာနာကြရတဲ့ပုဂ္ဂိုလ်တွေလည်းရှိမယ်မနာရသေးတဲ့ပုဂ္ဂိုလ်တွေအတွက်နည်းနည်းလေးအကျဉ်းချုပ်ပြီးပြန်ပြောပြမယ်ဝင်လေတွက်လေခိမှုတင်ရှားတဲ့နာသီးပြတော့မှုအထက်နှုတ်ခမ်းမှာဘာဝနာစိတ်ကိုညီဝဆောင်ကပ်ပြီးထားပါထိုလျက်တွန်းမှုတွန်းမှုဖူးမှုအေးမှုမာမှုစတဲ့ဓာတ်သဘာဝများကိုနှလုံးမသွင်းပါနဲ့ဝင်လေတွက်လေဆိုတဲ့ ပညာအယုံနမိတ်အပေါ်မှာစိတ်ကိုညီဝစွာကတ်ထားပါနာသီမြတ်တင်ရှားရဲ့နာသီမြတ်တဏီယာမှာကတ်ထားပါအထက်နှုတ်ခမ်းမှာတင်ရှားရဲ့အထက်နှုတ်ခမ်းမှာပဲဘာဝနာစိတ်ကိုညီဝစွာကတ်ထားပါထိုကဲ့သို့ကတ်ထားလို့မှဘာဝနာစိတ်ကညီဝစွာကတ်ပြီးမတည်ဘူးစိတ်ကပြန့်လွင့်နေမယ်ဆိုရင်ရည်တွက်တဲ့ကဏ္ဍအနည်းကိုအသုံးပြုရန်အထက်ကတည်းကဆရာတော်မြတ်ကခွင့်ပြုထားပါတယ် ဝင်လေထွက်လေနှစ်ခုကောင်းကို1ဝင်လေထွက်လေ2ဝင်လေထွက်လေ3ဝင်လေထွက်လေ4ဝင်လေထွက်လေ5ဝင်လေထွက်လေ6ဝင်လေထွက်လေ9ဝင်လေထွက်လေ10တော်ပြီ30တည်းလည်းရည်တွက်နိုင်တယ်9တည်းလည်းရည်တွက်နိုင်ပါတယ်9တည်းလည်းမနည်းနဲ့30တည်းလည်းမပူပါနဲ့ဆိုပြီးဒီလိုသတ်မှတ်ထားတယ်အဲဒီလိုရည်တွက်တဲ့အပိုင်းမှာဝင်လေထွက်လေ တိကနေစပြီးတော့ရေတွက်လိုက်တဲ့ရှင်းအတိငါစိတ်ကိုဘယ်မှမထွက်စီရဆိုပြီးတော့စိတ်ကိုခတ်တင်းတင်းလေးထားပြီးတော့ပထမတော့ရေတွက်ရပါတယ်။ရေတွက်ခြင်းကနာနည်းရဲ့စွန့်အင်ကြောင့်စိတ်ဒီညီဝလာတတ်တယ်။အသက်ရှူတဲ့အပိုင်မှာပြင်းပြင်းရှူဖို့မလိုပါဘူး။ဘုံမှန်မိမိရှူနေကြအတိုင်းပဲရှူရ။အဲဒီလိုရှူနေကြအတိုင်းရှူတဲ့အချိန်ခါမှာအသက်ရှူတာကနည်းနည်းလေးနှေးနေမယ်။ဘုံမှန်အေးအေးဖြည်းဖြည်းပဲရှူတတ်တယ်ဆိုလို့ ဆိုလို့ရှိရင်ရည်တည်တဲ့အခါမှာလည်းရည်တည်တဲ့ဤကအလန့်ကျဲနေလို့စိတ်ကအထွက်များမယ်ဆိုရင်ဒီပုဂ္ဂိုလ်ကလည်းဝါမလဲစပန်းကျင်သမားတို့ရဲ့ရည်တည်ဤလို့ခေါ်ဆိုအပ်တဲ့ရည်တည်ဤတကုတ်ကိုအသုံးပြုပါစပန်းကျင်တဲ့ပုဂ္ဂိုလ်များကစပန်းကျင်နေတဲ့အချိန်ခါမှာစပန်းတောင်းမပြေမချင်းတက်လို့ပဲဆိုတယ် တောင်းပြပြီးတော့သွန်လိုက်ရင်လည်းသွန်လို့မပြီးမချင်းဖြစ်လို့ပဲဆိုနေတယ်ဒုတိယအကိန်းနောက်ထပ်ထပ်ပြီးဒုတိယတောင်းအပ်အတွက်သဘောထက်ထည့်ပြန်တယ်ထဲတဲ့အချိန်ကကစပြီးတော့မပြီးမချင်းဖြစ်လို့ပဲဆိုတယ်ပြေလို့လောင်းလိုက်ပြီဆိုရင်လည်းလောင်းလို့မကုန်မချင်းနှိမ့်လို့ပဲဆိုနေတယ်။အဲဒီပုံစံအတိုင်းပဲယောဂီပုဂ္ဂိုလ်ကဝင်ရွှေ့ရွှေ့ကနှိမ့်နေပြီ။ပုံမှန်အေးအေးဖြည်းဖြည်းပဲရှင်နေတယ်ဆိုရင် ထိုချိန်ကမှစိတ်ကလည်းအထွတ်မြတ်နေဝင်လေထွက်လေနှစ်ခုပေါင်းကိုတိလို့တစ်ချိန်ရွတ်မဲ့အစားဝင်လေထွက်လေတိ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 စသည်ဖြင့်စဝင်တဲ့အချိန်ကကနေပြီးတော့ဆုံးတဲ့အချိန်ဆုံးတဲ့အချိန်ကကနေပြန်ထွက်တဲ့အချိန်ကကနေပြီးတော့အထွတ်ရက်တဲ့အချိန်အထိပေါ့စဝင်တာကနေထွက်လေဆုံးတဲ့အချိန်ဒီအတွင်းကိုတိ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 လို့ပဲရွတ်နေပါအဲဒီလိုရွတ်လိုက်ရင် ဒုတိယအကျင့်ကြတာနှင်းနှင်းဆက်သည်ဖြင့်ရည်တွက်နေပါအဲဒီလိုရည်တွက်မယ်ဆိုရင်ရည်တွက်တဲ့ကရဏာနည်းရဲ့စွန့်ရင်ကြောင့်အစ်တီနေဝလတ်တတ်ပါတယ်အဲဒီလိုရည်တွက်တဲ့နည်းကတော့ဒါအသက်ရှင်နေတဲ့ပုဂ္ဂိုလ်များအတွက်ရည်တွက်တဲ့နည်းပဲအဲဒီအသက်ရှင်ကမနှေးဘဲနဲ့အသက်ရှင်ကနည်းနည်းလေးမြန်မယ်ဆိုရင်ပေါ့တတ်တဲ့မြန်အောင်တော့မပြုတ်ပြင်းမှနဲ့ပုံမှန်ရှင်နေကြအတိုင်းရှင်နေရကတည်းအသက်ရှင်ကမြန်လာရင်တော့ထိုပုဂ္ဂိုလ်ကနွားကြောင်သောရည်တွက်နည်းဆိုတဲ့ဂောပါလကကရဏာနည်းအဖြစ်ရည်တွက်ရပါတယ် နွားကြောင်သားများကနွားတွေကိုရည်တက်တဲ့အခါမှာနည်းနည်းမိုးတော့